system သားတကယ်ကောင်းမယ်ဆိုလို့ရှိရင်အမော်ရင်စရောက်တာလည်းကြာပြီအခုတတိဒီအသင်းကဒီ system တွေကိုမဝင်သေးဘူးဆိုလို့ရှိရင်ဒါကဘယ်သူလွန်နေတာလဲပေါ့ဆန္ဒလန်လို့ပြောလိုက်ရင်ကျွန်တော်အမတ်တရားဖြစ်တဲ့ကိစ္စကတော့ဒီဒါရင်ဘက်ကန်လိုက်တဲ့အလုံးပေါ့နော်အဲ့ဒီလုံးကဒီဒီလေတော့ဘူအောင်ထိသွားပြီးတော့ဂိုးဝင်သွားတာပေါ့နော်ဘောင်းနဲ့ထိပြီးတော့လေဘောင်းပိတ်ချက်တွေခံစားခဲ့ရတဲ့အခိုက်အတန့်ပေါ့ဒါတော့ကျွန်တော်တန်းပြီးတော့သတိရပါပေါ့နော်ဆန္ဒလန်လို့ပြောလိုက်တာ ਨੇ ဒါအမော်ရင်အသင်းနဲ့လမ်းခွဲသွားတယ်ဆိုတော့အနေထားမျိုးမှာ ဘာတွေဆုံးရှုံးလိုက်ရလဲလို့မေးရမယ်ဆိုလို့ရှိရင်တော့ response နဲ့ kana chon နဲ့ကိုဆုံးရှုံးလိုက်ရတယ်ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ကလည်းဒီလိုအချိန်ပဲတန်ဟက်ကိုတန်ဟက်နေရာကို neutralize ပဲဆက်ပြီးတော့ကင်မာလာသူချေဝင်မာလာဆိုပြီးတော့ပြီးခဲ့တဲ့နှစ်ကလည်းဒီလိုပုံစံပဲဆက်ပြီးတော့ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါကိုရင်းလို့ရေမင်္ဂလာပါနော်မင်္ဂလာပါကိုကျွေး ဟုတ်ကဲ့ပါဒါကျွန်တော်တို့ဒါမတွေ့ရတဲ့ခရေလေးတော့ကြာပါရယ်ဒါဒီနေ့မှာတော့ဒါကျွန်တော် promo အနေနဲ့ဒါ Premier League ပွဲစဉ်တစ်ပွဲပေါ့နော်ကံမဲ့ပဲဒီပွဲကတော့ Man United Sunderland ကျွန်တော်စနေည၈နာရီခွဲကံမှာပေါ့ရယ်နော်ဒါ Man United ရလက်ကောင်းဖို့လိုလိုတဲ့ပွဲစဉ်တစ်ပွဲလို့လည်းပြောလို့ရတယ်ဆိုတော့ဒါ Ancient Man United ဘက်ကနေပြီးတော့ကျွန်တော်တို့ season ရဲ့အထုံးစံလေးတိုင်ပေါ့နော်ဒါကိုရင်းနှင်းထွန်းရဲ့အမြင်လေးနဲ့ promo အနေနဲ့စလိုက်ချင်ပါတယ်အင်းနိုင်ရွာကြတော့တပတ်ကိုတစ်ခါပေါ့နော်ဒီပြောစရာတွေကအများကြီးထွက်ထွက်လာတာပေါ့နော ဟာပုံမှန်လိုလဲဖြစ်နေတယ်အခုကကြတော့နီးပြတဲ့ရာလာတဲ့ဆင်းရဲမှထွက်လာတယ်ပေါ့နော်ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ကလည်းဒီလိုအချိန်ပဲတန်ဟက်ကိုတန်ဟက်နေရာကို natural rhyme နဲ့ဆက်ပြီးတော့ကင်မာလာသူချေဝင်မာလာဆိုပြီးတော့ပြီးခဲ့တဲ့နှစ်ကလည်းဒီလိုပုံစံပဲဆက်ပြီးတော့ဖြစ်တယ်ပေါ့နော်အုတ်ထွက်လာတဲ့နီးပြလေးရောက်ကိုကြည့်ပြန်တော့လေဒီ Oliver Glasser ပါမယ် or Orailora ပါမယ်ပြီးွားရင် Zavi ပါမယ်ပေါ့နော်နောက်တစ်ယောက်ကကျတော့ Carrot Carrot ပါပါတယ်ပေါ့နော် Carrot လည်းပါတယ်လို့တွေ့ရတယ်ပေါ့နော် ါပေမဲ့ကျွန်တော်အမြင်ကတော့ဒီနီးပြတဲ့လာလဲပေါ့နော်ဒီလိုပုံစံပေါ့တရားဒီလောက်တော့တို့အဆင်ပြေသွားလိမ့်မယ်နောက်တရားဒီယာဒီဘွားလောက်ရဘူးဆိုတာနဲ့ပြန်ပြီးတော့ရုံးကန်ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ချိန်တိုင်းရင်ဒီဘူရာပဲပြန်ဆိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးကဂျနက်တက်နဲ့အမြဲတမ်းလိုမြင်နေရတဲ့ပုံစံကြီးတို့တော့ကျွန်တော်သိတော့သဘောမကျဘူးပေါ့နော်ဒီပြဘလောက်ပဲကြောက်ကြောက်ကြောင်းလဲလောက်ပါစီပေါ့မယူသိမ်းမှာအဓိကလိုအပ်နေတာကဒီကစားသမားအည်သွေးပိုင်းပေါ့ဒီကစားသမားအည်သွေးပိုင်းကလုံလောက်မှုမရှိဘူးဆိုရင ဘယ်နည်းပြပဲကန်ကန်ပေါ့နော်ဒါကြီးကအဆင်ပြေမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ဒီနေရာမှာကျွန်တော်တို့ဒီ IE ကိုဘက်ကနေပြီးတော့လူခေါ်တဲ့ပုံစံပေါ့နော်သူကတော့ဒီနည်းပြတယောက်သူကဒီလို philosophy နည်းပြရဲ့ philosophy နဲ့ကိုက်တဲ့လူမျိုးတဲ့သူကတော့ဒီရေရှည်ကိုကြည့်ပြီးတော့ဓမ္မကိုခေါ်တဲ့ပုံစံမျိုးလေးကိုလုပ်တယ်ပေါ့နော်ဒါတော့ကျွန်တော်တော်တော်လေးကိုမှသဘောကျတယ်ဒီပုံစံတိုင်းသွားမယ်ဆိုရင်တော့ဒီလက်ရှိအနေထားရကြည့်မယ်ဆိုရင် United ကကွန်းလေတယောက်တော့လိုတယ်ဗျကွန်းလေကတော့မဖြစ်မနေခေါ်တဲ့အထက်မှာတော့ပါတယ် ဒါပေမဲ့လည်းလက်ရှိခွဲတဲ့အစုဖွဲ့ကလည်းဘယ်လိုပြောရမလဲဒီနီးပြတာတကယ်ကိုခေါင်းမမာဘူးဆိုရင်အနည်းဆုံးတော့ထိန်ကန်လို့တော့ရတယ်ဆိုတဲ့ပုံစံမျိုးတွေမှာတော့ပါတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီ19နဲ့ပွဲတွေကိုနာအောင်ပေါ့မရှုံးအောင်တော့ကစားလို့ရတယ်ဆိုတဲ့လူချင်းမျိုးတော့ United မှာတော့ရှိရဲ့ဒါပေမဲ့ဒီဖလားဒီ Champion ဖင်ခေါ်တဲ့အသင်းကို Top 4လို့နော်အဲ့လောက်ထိမှားဖို့တော့မဖြစ်နိုင်ဘူးဆိုပေမဲ့ဒီချစ်တင်ချစ်တိုက်တဲ့ဥရောပဝင်ငွေတနေရာလောက်ကိုတော့ဒီလူချင်းတွေကတော့ဖြစ်အောင်တော့လုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးမှာတော့ရှိရဲ့ပေါ့နော် ဒါပေမဲ့လည်းအမော်ရင်ကတော့အဲ့လိုလုပ်ဖို့အတွက်ကိုတော်တော်လေးခက်ခဲနေတဲ့ပုံစံမျိုးကျွန်တော်မြင်ရတယ်။အမော်ရင်ဘက်ကပြန်ပြီးကြည့်မယ်ဆိုရင်လည်းတို့ကသူ့အနေနဲ့ဒီကစားမားတွေနဲ့သူနဲ့ကြားမှာဒီ connection မမိတာမျိုးတော့ကျွန်တော်ကတော့မြင်နေဗျ။ဒီ Owen Harvey နဲ့သူပြောခဲ့တဲ့ interview မှာဆိုရင်လည်းသူအနေနဲ့ဒီကစားမားတွေကိုယ်နဲ့ရောက်တဲ့အခါမှာဘာလို့လို့လုပ်မှမသိရဲ့ကိစ္စကိုနော်သူလည်းနားမလည်ဘူးနော်။ဒါမျိုးဖြစ်နေတာကိုကျွန်တော်မြင်ရတယ်ဆိုတော့ဒီပြားနဲ့ကစားမားကြားမှာ connection ကလည်းတော်တော်လေးကိုပြတ်တောက်နေတော့ ဒီသူ့ဘက်ကိုပြန်ပြီးတော့ကြည့်ပြန်တော့လေသူလည်းမလွန်လောက်ဘောနော်ကျွန်တော်ဒီလိုတော့တွေးမိတယ်။ဘာဖြစ်ဖြစ်ပေါ့နော်ဒီဆနာလက်နဲ့ပွဲကတော့ယူနိုက်တက်အနေနဲ့ကတော့နိုင်ပွဲအနည်းဆုံးကတော့နိုင်ပွဲရအောင်ပါဘောနော်အမြင့်ဆုံးကတော့ဒီကစားပုံလေးတိုးတက်လာဖို့လိုတယ်။မဟုတ်ရင်တော့ဒီ international break ကာလမှာ Morin ထိုင်ကုန်လှုပ်နိုင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျ။โอเคဗောနော်ဒါကျွန်တော်တို့ဒါမန်ယူပြောမယ်ဆိုလို့ကျွန်တော်ကနောက်ဆုံးကစားခဲ့တဲ့ပွဲမှာဒါ Bradford ရှုံးသွားတယ်ပေါ့နော်အဲ့ဒီ breath flow ဒါနိုင်သွားမယ်ဆိုလို့ရှိရင်အမှတ်ပေးစရာရဲ့အပေါ်တော်တော်လေးကိုရောက်မဲ့အနေအထားမျိုးမှာရှိတယ်။ဒါပေမဲ့ main thing အဲ့ဘက်မှာ breath flow ရှုံးသွားတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီလိုအခွင့်အရေးတွေက main thing စီကိုအမြဲတမ်းလာနေကြဒါပေမဲ့ main thing ကလည်းဒီလိုအခွင့်အရေးဆိုလို့ရှိရင်ဘယ်တော့မှကိုသူကအခွင့်အရေးမယူနိုင်တဲ့အသင်းထဲမှာလည်း main thing ကပေါ့နော်ကျွန်တော်ထိတ်ဆုံးမှထားရလိမ့်မယ်ဒီလိုအချက်တစ်ခုရှိတယ်နောက်တစ်ခုကကျတော့ breath flow ပေါ့ဒီ breath flow ကွင်းမှာအခုနောက်ပိုင်း main ကမနိုင်ဘူးဗျ ဘယ်နည်းပြနဲ့ပဲတော်တော်ခုနကပိုင်း breath for queen ဆိုတာမန်ယူအတွက်ခက်ခဲတဲ့နေရာလို့ဖြစ်နေရလဲနည်းလေးတော့ကြာပြီအဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခွင့်အရေးဒီအခွင့်အရေးဒီပွဲကိုနိုင်သွားပြီဆိုလို့ရှိရင်အပေါ်ရောက်မယ်ပြီးတော့နောက်တစ်ခုက breath for queen ဒီနေရာတွေကမန်ယူအသင်းမှာပေါ့နော်ဒါခက်ခဲနေကြအရာတွေဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ premier league ပွဲစဉ်နောက်ဆုံးကစားခဲ့တဲ့ဒီ breath for နဲ့ပွဲအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘာမှတော့သိပ်ပြီးတော့ထူးဆန်းတာတော့မဟုတ်ဘူးပုံမှန်ဖြစ်နေကြအရာတစ်ခုပဲကျွန်တော်တို့မြင်ခဲ့ရလို့ပြောလို့ရတယ်ဒါပေမဲ့ဒီပွဲမှာကျွန်တော်တို့ကအဓိကကစားကွက်ကိုကျွန်တော်တို့က အဖြစ်ပြောလို့ရတယ်ဒါအမြဲတမ်းလည်းကစားကွက်ကိုပဲကျွန်တော်တို့ကအဖြစ်ကလည်းပြောလာတာကျွန်တော်ဆိုလို့ရှိရင်မော်ရင်စရောက်တဲ့ဒီတပတ်တကိုးစီတည်ချခဲ့ဒီပေါ့ SS နဲ့ပွဲတွေကကျွန်တော်စပြီးပြောတယ်ဒီ formation ကမိုင်ုံတဲ့ဘလို့မှအဆင်မပြေဘူးဆိုပြီးတော့ပြောတယ်အဲဒီတော့ကတော့ဒါမော်ရင် fan တွေတော်တော်များပါတယ်ဒါမော်ရင်မော်ရင်ဆိုသူတွေအဲဒီတော့အရင်များတဲ့ခါမှာကိုရီပြောတော့လက်မခံအောင် ဒါပေမဲ့အခုဆိုလို့ရှိရင်အဲ့လူတွေတော်တော်လေးကိုပျောက်သွားတယ်ဒါဘယ်ရောက်နေမှန်းတော့မှမသိအောင်ပျောက်သွားတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်မန်ယူရက်လက်ဆိုလို့ရှိရင်အမော်ရင်ဘက်ကပြန်ပြီးတော့ခံပြီးတော့ကွန်မန့်မှာပြောပေးတဲ့ဒါပရိသတ်အုပ်စုတစ်ခုဆိုလို့ရှိရင်အခုချိန်ကတော့လုံးဝပျောက်သွားပြီလုံးဝကိုပျောက်သွားပြီသူတို့ဆိုလည်းဒါအခုဆိုတော့အချင်းနေအမှန်ကိုသိသွားပြီလို့ထင်တယ်ကျွန်တော်ပြောချင်တာကအမော်ရင်ကိုမကောင်းလို့ပြောတာမဟုတ်ဘူးပုံစံလေးပြောစေချင်တာနီးပြတစ်ယောက်က deformation ပဲသုံးတယ်ဆိုတာအဆင်မပြေဘူးလေအမြဲတမ်းလူလူကတော့နီးပြဆိုတာ နီးပြပါဆိုမှတော့နီးပြဟာကျွဲဝနေရမှာပေါ့အဲ့တော့ဘလိုပုံစံကိုပြောင်းလဲပြီးတော့သုံးသင့်တယ်မျိုးစုံကစားတက်ရမယ်ဒီအခြေအနေတစ်ခုကိုကျွန်တော်ကပြောချင်တယ်ပေါ့နော်တဲအချိန်မှာဒါနီးပြကပြီးခဲ့တဲ့ breath ကိုရှုံးထားတဲ့ပွဲမှာသူ့ရဲ့ system ကိုသူကအခုချိန်ထိသူကကာပြောင်းနေတော့မယ်သူ့ရဲ့ system ဟာကောင်းပါတယ်ဖြစ်တယ်ပါညာပေါ့ဗျာအဲ့ချိန်မှာကျွန်တော်ပြောချင်တာက system သာတကယ်ကောင်းမယ်ဆိုလို့ရှိရင်အမော်ရင်စရောက်တာလဲကြာပြီအခုတစ်ခါဒီအသင်းကဒီ system နဲ့ကိုမဝင်သေးဘူးဆိုလို့ရှိရင်ဒါကဘယ်သူလွန်နေတာလဲပေါ့ကစားသမားလူတာလား နီးပြလိုရလားပေါ့အချိန်တစ်ခုမှတော်တော်အချိန်တစ်ခုပေးပြီးွားပြီဗျာသူလိုချင်တဲ့လူတွေဆိုလို့ရှိရင်တော်တော်လေးကိုရောက်လာပြီအဲ့လိုအချိန်နှမျိုးမှာမိုင်ယိုတဲကအခုတည်းအစဉ်ပြေအောင်မပြေသေးပဲနဲ့သူ့ရဲ့ system ကို तू ကကောက်ွယ်တယ်ဒါကြီးကတော့အမှားကြီးလို့ကျွန်တော်ပြောချင်တယ်ဗောနောသိပြီးတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ကပြောချင်တာကအများကြီးပေါ့ကျွန်တော်ပြောချင်တာတိတ်အများကြီးမရှိဘူးဒီ4231ဆိုတော့ပြောင်းပြီးတော့ကစားချင်တယ်အခုဆိုလို့ရှိရင်အမော်ရင်လုံနေကြအကွက်တွေပေါ့ဘယ်လိုလဲဆိုတော့ကျွန်တော်ဂိုးလိုချင်လာပြီ မိုင်းနူးကိုထည့်မယ်ကျွန်တော်ပြီးတော့ဇက်ဇီကိုထည့်မယ်ပေါ့နော်ဒီလူတွေကိုထည့်မယ်ဂိုးလို့ရှင်တဲ့အချိန်ကြရင်အဲ့ဒါကကျွန်တော်တို့ဘာနဲ့သွားတူလဲဆိုတော့ဒီအာဆင်နယ်ကိုအာဆင်ဝင်းကားကင်ပြီးတော့အာဆင်နယ်သင်းဒါပေါ့နော်ကျွန်တော်တို့အဆင့်၄နေရာအတွက်ပဲစူးစမ်းရတဲ့အချိန်ကာလတစ်ခုကိုကျွန်တော်သွားပြီးသတိရတယ်။အဲဒီတော့ဆိုလို့ရှိရင်အာဆင်နယ်သင်းက4-2-3-1ကစားရတယ်။ဒီနေရာမှာအာဆင်နယ်ကဘောတကူးလိုချင်လာပြီဆိုလို့ရှိရင်ကွဲတဲ့လူတစ်ယောက်ကို ဟိုထုတ်လိုက်ပြီးတော့တိုက်စမှုတရားကိုထည့်တယ်တိုက်စမှုနှစ်ယောက်တင်ကစားတဲ့ပုံစံနဲ့ကစားတယ်အဲ့ပုံစံကအလုံးဖြစ်လားဆိုတော့အလုံးမဖြစ်ဘူးလုံးဝအလုံးမဖြစ်ဘူးမိုင်ယိုသိန်းကလည်းအခုဒီလိုမျိုးဖြစ်နေတယ်ဟာဂိုးလိုချင်လာပြီဆိုလို့ရှိရင်ဘာလုပ်လဲပြီးကဒီမှာကျွန်တော်တို့မိုင်နူးကိုကောက်ထည့်ရင်ထည့်မယ်ဆက်စီကိုကောက်ထည့်ရင်ထည့်မယ်အဲ့ပုံစံကအလုံးဖြစ်လားဆိုတော့အဲ့ဒါကလည်းအလုံးမဖြစ်ဘူးအဲကျွန်တော်ဒီအရာလေးတွေကိုကျွန်တော်သွားပြီးတော့တတိ ရမိတယ်ဗောနော်အဲ့တော့ဒီမန်ယူသင်းကိုကြည်လာတဲ့တောက်လျှောက်မှာဆိုလို့ရှိရင်ဒါကျွန်တော်ကနီးပြတွေကိုယာရိုးကနေထုတ်တာကျွန်တော်သိပြီးတော့ကြားလိုက်လို့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဆိုရှယ်တော့ကတော့ထုတ်သင့်တယ်ဆိုတဲ့ဘက်မှာကျွန်တော်ရှိရတယ်အခုအမော်ရင်ကလည်းဒါကျွန်တော်တို့ထုတ်သင့်နေပြီလားဆိုလို့ရှိရင်တော့ထုတ်သင့်နေပြီဆိုတဲ့အနေအထားမျိုးမှာရှိတယ်။ဒါပေမဲ့သူကတော်တော်လေးကိုအခွင့်အရေးရတဲ့နီးပြလို့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့တော့သူရှိမှအခွင့်အရေးရှိနေတယ်။အဲ့ဒီအခွင့်အရေးကဘာလဲဆိုလို့ရှိရင်တော့ကစားကွက်နည်းနည်းလေး ပြောင်းကစားကြည့်ဖို့အခွင့်အရေးပေါ့နော်အဒီအချိန်မှာကျွန်တော်တို့နောက်ဆုံးပေါ့ကစားကွက်လည်းပြောင်းမကစားဘူးဒါအမော်ရင်အသင်းနဲ့လမ်းခွဲသွားရတယ်ဆိုတော့အနေထားမျိုးမှာဘာတွေဆုံးရှုံးလိုက်ရလဲလို့မေးနေမယ်ဆိုလို့ရှိရင်တော့ response နဲ့ကာနာချုံနဲ့ကိုဆုံးရှုံးလိုက်ရတယ်ဒါအမှန်တရားပဲ ပြောချင်တာကအမော်ရင်သာမန်ယူနီးပြမဖြစ်လာဘူးဆိုလို့ရှိရင် response နဲ့ကာနာချိုဆိုတာမန်ယူတင်းမှာဆက်ပြီးရှိနေမဲ့သူတွေဖြစ်တယ်။အမော်ရင်မန်ယူနီးပြဖြစ်လာတယ်နောက်ဆုံးမှအဆင်မပြေလို့လမ်းခွက်လိုက်တယ်။မန်ယူတင်းပြိသက်တွေမန်ယူတင်းအားပေးသူတွေဘာတွေဆုံးရှုံးလိုက်ရလဲ။ response နဲ့ကာနာချိုဆုံးရှုံးလိုက်ရတယ်။ဘလောက်ပဲဒီကစားသမားတွေရဲ့အချိုးကိုဘာပဲပြောပြောဒီကစားသမားတွေရဲ့ဘလိုကောင်းခဲ့တဲ့ကစားသမားတွေလဲဆိုတာအလုံးသိတယ်။ကျွန်တော်ဒီအရာလေးကိုလည်းကျွန်တော်ပြောချင်တယ်ပေါ့နော်။အဲ့တော့343မှာကျွန်တော်တို့ကပုံစံတစ်ခုကိုလိုချင်တာဖြစ်တယ်။ဒါ Crystal Palace 343ကြည့်ပါ။ ပုံစံတစ်ခုရှိပါတယ်။ Myo သင်းရဲ့343မှာကျွန်တော်တို့ခုထက်ထိဘာပုံစံမှာကျွန်တော်တို့ကမမြင်သေးတဲ့အခါမှာ4231လေးချိန်းစေခြင်းနဲ့ဒါပေမဲ့4231ဆိုလို့ရှိရင် Casemiro Myo အထိုင်ရှိမယ်ဗျာ။ကျွန်တော်နံပါတ်10ရောမှာ Fernandez ပြီးတော့တောင်ဝမ်မှာ Ambu Mo ရဲ့ ကွန်ညာရဲ့အထောက်မှာ Sasco ရဲ့ဆိုလို့ရှိရင်ဒီအသင်းကပိုမကောင်းနိုင်ဘူးလားပေါ့နော်ဒါ Sasco လည်းအနောက်မှာ Fernandez နဲ့ကစားရတာပိုပြီးတော့နေဝမယ်ဒီလိုဆိုလို့ရှိရင်သူတဲ့အခွင့်အရေးတွေပိုပြီးတော့ရနိုင်တယ်အဲ့အချိန်မှာတော့ကျွန်တော်ကဒီအရာလေးကိုတော့မျှော်လင့်တယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ4231 formation လေးကျွန်တော်ဆန္ဒပြောမယ်လူစင်းကရိုးရိုးရှင်းရှင်းလေးပဲဒါပေမဲ့တခါတရံကြလို့ရှိရင်တခါတရံတော့မဟုတ်ပါဘူးအမြဲတမ်းမှာကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ရိုးရှင်းဆုံးကအကောင်းဆုံးပဲ အဲ့တော့ဒီရိုးရှင်းရှင်းလေးပဲကျွန်တော်ကတော့ဖြစ်ချင်တယ်။ဒါဒီဘွဲကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်မန်ယူကဒီယာဒီမှာအင်ကွင်းမှာဆိုလို့ရှိရင်ရက်လက်ကောင်းတဲ့အသင်းလို့ပြောလို့ရတယ်။အင်ကွင်းမှာသူတို့ကပရီးမီးယားလိပွဲအထွတ်အာဆင်နယ်ကိုပဲရှုံးခဲ့တာ။နောက်ဘွဲတွေအင်ကွင်းမှာဘယ်လိုပဲဖြစ်နိုင်ဘွဲရထားတဲ့မန်ယူဆိုတော့ကျွန်တော်မြင်ကတော့ဒီအင်ကွင်းပွဲစံမှာပေါ့ဒါချင်းစွမ်းမကောင်းတော့မှရက်လက်ကောင်းတစ်ခုတော့မန်ယူသင်းရသွားနိုင်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ကြည့်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အဝေးကွင်းကဒါရက်လက်တော်ကောင်းနေတဲ့ဆန်နလန်ဘက်ကိုသွားစင်တယ်။ဒါဆန်နလန်ဘောအမြင်လေးပေါ့ပြပြပေးပါဦး။ အာဆန္ဒလန်လို့ပြောလိုက်ရင်ကျွန်တော်အမတ်တရားဖြစ်တဲ့ကိစ္စကတော့ဒီဒါရင်ဘက်ကန်လိုက်တဲ့အလုံးပေါ့နော်အဲ့ဒီလုံးကဒီဒီလေတော့ပူအောင်ထိသွားပြီးတော့ဂိုးဝင်သွားတာပေါ့နော်ပူအောင်နဲ့ထိပြီးတော့လေဘောပိတ်ချက်တွေခံစားခဲ့ရတဲ့အခိုက်အတန့်ပေါ့ဒါတော့ကျွန်တော်တန်းပြီးတော့တတိယပေါ့နော်ဆန္ဒလန်လို့ပြောလိုက်တာနဲ့ဟုတ်ကဲ့ဒီအရီမှာလဲဆန္ဒလန်ကတပွဲပဲတော့ရှုံးလာရဲ့ပြောမယ်ဆိုရင်တော့တန်းတင်ကြဖို့အတွက်ကတော့သူတို့ဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာတော့ရှိရဲ့ဗျာ ဒီကလည်းဒီယာဒီတဝက်လောက်ကြော်မှပဲဒီကိစ္စကလည်းပြောလို့ရမှာလို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဒါနောက်တစ်ခုရှိတာကဒီယာဒီသူတို့ကန်ခဲ့တဲ့အတင်းတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီပုံစံကောင်းမရသေးတဲ့အတင်းတွေဒီခြေကန်းအမှန်မရသေးတဲ့အတင်းတွေလည်းပါနေတော့လဲကျွန်တော်တို့ဒီဒါကတော့ကျွန်တော်တို့ထက်တက်ဖို့တော့လိုတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ Crystal Palace ကိုပြေရအောင်ကစားသွားတာပို့တော့ကျွန်တော်တကယ်ကိုကြည့်ကြည့်တယ်ဒီတကယ်ကိုကောင်းတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော် ဒီဆန္ဒအတင်းရဲ့ကစားအောင်မှာကြာဆိုတော့အတင်းရဲ့ကစားအောင်မှာကြာတော်တော်လေးကိုရဲတယ်ဗျာတစ်ဖက်ကဘလို့ပဲအတင်းဖြစ်နေပါရဲ့ဗောနောသူတို့ကသူတို့ပုံစံနဲ့သူတို့ကစားမယ်ကစားတာရဲတယ်အဲ့ဒီအဲ့ဒီအချက်ကိုတော့ကျွန်တော်တော်လေးတော့သဘောကျတယ်ဗောနောဒီပွဲမှာလည်း United ဖြစ်နေလို့ဆိုပြီးတော့လည်းချိန်နေမဲ့အနေထားဆိုလည်းမရှိဘူးနောက်တစ်ခုက United ကလည်းအကောင်းဆုံးပုံစံနဲ့မဟုတ်နေတော့ဒါကလည်းဆန္ဒလန်တော့အခွင့်အရေးယူလို့ရတဲ့အချက်တွေလို့ကျွန်တော်ကမြင်တယ်ဗောနောနောက်တစ်ခုကျတော့ဆန္ဒလန်ရထားတဲ့ goal 9 goal မှာဒီ၄ goal ကဒီခေါင်းတိုက် goal တွေဖြစ်နေရဗောဘာလဲ United နောက်တန်းရအားနဲ့ကြက်နဲ့တွားပြီးတော့ကိုက်ညီနေတာမျိုးလေးတွေရရှိတယ်။ကိုက်နေတာ။တို့အမြင်ကတော့တကယ်မှဒီပွဲကတော့တို့ရဲ့ခံစစ်ပိုင်းအမားလောက်တာမလောက်တာအမားအဲအဆုံးပြတ်ပြီးသွားမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဆန္ဒလိုင်းရဲ့ခံစစ်နဲ့ကွန်းလေကြားပေါ့ပြောမယ်ဆိုရင်အဲ့နေရာလေးတွေမှာလည်းအပေါက်လေးတွေရရှိတယ်။အဲ့အပေါက်လေးတွေကဒီကွန်ဟာတို့အန်ပြူမူတို့အဲ့လိုလိုကောင်းတဲ့အပေါက်လေးတွေပေါ့နော်။ဒီနေရာလေးတွေမှာအဲ့လိုမျိုးဒီကစားမားတွေလောက်တဲ့ကန်တဲ့နေမယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်။ ဒါပေမဲ့ဆန္ဒလန်ဘက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းဒီဆန္ဒလန်ကဒီဘက်မှာဒီ United ကိုအဲ့မှာတောင်းပန်နေမှာပဲကစားလို့ရအောင်လုပ်လိုက်မယ်ဆိုရင်တော့လည်း United အနေနဲ့ခက်ခဲသွားနိုင်တဲ့ပုံစံမျိုးလေးတွေရှိရပါတော့။ဒါကျွန်တော်ကတော့ဒီဘက်စီမှာဆန္ဒလန်ဒီလည်းလက်ရှိနေထားရအတက်ပုံစံကအကောင်းဘက်ကိုရောက်နေတယ်။ United ကိုလည်းသူကရှိမှလည်းမဟုတ်ဘူး။ United အားနည်းချက်ကိုလည်းသိနေတော့ဒီဘက်ကလည်းဆန္ဒလန်ပို့ပြီးတော့ကောင်းတဲ့အသင်းတော်ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကမြင်နေတယ်ဗျ။ ဒါကျွန်တော်တို့ဆနလန်ပေါ့နော်ဆနလန်ကတော့ဒါဒီနှစ်ပရီးမီယာလိမာဒါမနှမှတ်ထားတာတွေဒါလုတ်ပြထားတဲ့အသင်းဆိုပြီးကျွန်တော်တို့ဆနလန်ကိုကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီခေတ်မှာကျွန်တော်ကကြည့်လိုက်တဲ့အခါမှာဆနလန်ကဆနာကွေအန်းတို့ပြောသွားသလိုပဲလစ်ကိုသူတို့သူရေကစားတယ် ပြီးတော့ Villa ကိုလည်းတည်ကစားတယ်ပြီးတော့ Nottingham Forest ဝန်နိုင်ကစားထားတဲ့ခါမှာသူတို့ရဲ့နောက်ဆုံး၃ပွဲအနေထားတော်တော်ကြီးကိုအထင်ကြီးဖို့ကောင်းတယ်ဆိုတဲ့အချက်တစ်ခုကိုသွားတွေ့ရတယ်။အဲဒီခါမှာဒီ Sunderland ကဘယ်အသင်းကိုရှုံးထားရလဲဆိုရင်သွားကြည့်တဲ့ခါမှာ Burnley ကိုရှုံးထားတာဖြစ်တယ်။ဒီအချက်ကကျွန်တော်တို့ပေါ့နော်အချက်သေးသေးလေးဆိုရင်ပဲတကယ်ကိုအရေးကြီးတဲ့အချက်လို့ကျွန်တော်ပြောချင်တယ်။ဘယ်လိုပြောလဲဆိုတော့ Sunderland ကဟုတ်ပါတယ်ကောင်းတယ်ဒါပေမဲ့ Sunderland ကလုံးဝကိုယုံစားလို့မရတဲ့အသင်းဆိုတဲ့အချက်ကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပေါ့နော်။အဲတော့ဘယ်လိုလဲဆိုတော့ကိုက Man U မကြိုက်ဘူးပေါ့။ကိုက Man U မကြိုက်ဘူး။ဒါ Man န်ယူဆိုတာနဲ့တင်မကြိုက်ဘူးဆိုပြတဲ့အနေထားမျိုးမှာမန်ယူဆိုတာနဲ့တင်မကြိုက်ဘူးဆိုတာနဲ့ဆန်ဒါလန်ကိုသွားပြီးတော့ကြိုက်လို့ရမယ်ပွဲမျိုးမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်။ဘာလို့ဆိုတော့ဆန်ဒါလန်လိုမျိုးကလပ်အသင်းတွေမျိုးကျွန်တော်တို့အရင်တော့အများကြီးရှိခဲ့တယ်။ဝီကန်တို့ဘာလို့ပေါ့နော်။ဒါပရီးမီးယားလိရာသီစမှာနိုင်ပွဲတွေရတယ်။မဘေးစရာအပေါ်တွေကိုတက်တယ်။ဒါပေမဲ့အချိန်နဲ့တန်လဲတန်အောင်အောက်ရောက်သွားတယ်ဒီလိုမျိုးဟာတွေကကျွန်တော်တို့ပရီးမီးယားလိမှာမြင်တွေ့နေကြဘောလုံးမှာလည်းဖြစ်လေဖြစ်တာရှိတာဆိုတော့ဆန်ဒါလန်ဒီလိုလုတ်ပြတိုင်းဆန်ဒါလန်ဟာဒီလိုမျိုးအဆင့်ရောက်မယ် ဆိုတော့လုံးဝမဟုတ်ဘူးလို့ကျွန်တော်ကတော့ပြောချင်တယ်အဓိကပြောချင်တာကတော့ဘန်လီကိုသူတို့ရှုံးသွားတယ်ဒီချက်ကအရင်အရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့တော့ဒါစနလန်ကိုကျွန်တော်ကကြည့်တဲ့အခါမှာဒီအသင်းကအနောက်တန်းကောင်းတာကိုတွေ့ရတယ်နောက်တစ်ခုကဒီအသင်းကကွင်းလယ်လေးကောင်းတယ်အဲ့နှစ်ခုကမစိုးဘူးအဲ့နှစ်ခုနဲ့ဒီအသင်းကဒီပွဲတွေမှာရလဒ်လေးကောင်းနေတယ်နောက်တစ်ခုကကွင်းလယ်မှာဒီရှက်ကာပေါ့နော်ဒါအာဆင်နယ်ကစားသမားဟောက်ပြီးတော့လီဗာပူးဆင်သွားတယ်ဒါသူ့အနေနဲ့တော်တော်လေးနဲ့သူအဆင်ပြေပါတယ်ဒီကလပ်အသင်းတွေမှာဆိုလို့ရှိရင်ဒါရှက်ကာကွင်းလယ်ကိုအကောင်းဆုံး ထိန်းချောင်းနေတဲ့အခါမှာဆရာလန်ကတော်တော်လေးကိုကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်။ဒီနေရာမှာဆရာလန်မှာနောက်ထပ်အရာတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့ကန်ကောင်းမှုပေါ့။ကဆရာလန်ရဲ့ပြီးခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ချင်းဒီအသင်းစီမှာကန်ကောင်းမှုဆိုတာလေးကိုကျွန်တော်တို့တွေ့ရတယ်။ဒီအသင်းကကန်ကောင်းမှုလေးတွေရနေတာကိုလည်းကျွန်တော်တို့မြင်ရတယ်ပေါ့နော်။အဲ့တော့ဒီအချက်တွေ ရှိတဲ့ဆန္ဒလန်းကိုကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့အချိန်တန်လို့ရှိရင်ပေါ့တဖြည်းဖြည်းနဲ့တော့ဒါပရီးမီယာလိမပင်စရာအောက်ကိုရောက်အောင်မယ်အသင်းလို့ကျွန်တော်ပြောချင်တယ်။အခုပွဲမန်ယူကဆန္ဒလန်းကိုအကယ်၍နိုင်ဝါခဲ့မယ်ဆိုလို့ရှိရင်တခြားသောပြိုင်ဘက်တွေကလည်းရမှတ်တွေရခဲ့မယ်ဆိုလို့ရှိရင်ဆန္ဒလန်းကအမပပေးစရာရဲ့အလဲလောက်ကိုတော်တော်လေးကိုရောက်သွားနိုင်တယ်။အဲ့တော့ဒီပွဲစဉ်ကအရေးကြီးတယ်။ဒီပွဲစဉ်သာဆန္ဒလန်းရှုံးသွားခဲ့မယ်ဆိုရင်နောက်ပိုင်းမှာတော့ဆန္ဒလန်းကအကျဘက်ကိုပဲဖြစ်သွားမယ်လို့ကျွန်တော်ကတော့မြင်တယ်။ဒါဆန္ဒလန်းမှာဒီပွဲမှာအဓိကကျွန်တော်ပြောချင်တာကတော့မန်ယူကိုမကြိုက်တာနဲ့ဆန္ဒလန်းကိုကြိုက်တယ်ဆိုပြီးတော့လုံးလုံးမရ ရတဲ့ပွဲမျိုးလို့ကျွန်တော်ကတော့ပြောချင်တယ်။ဒါလက်ရှိဒီပွဲစဉ်ကိုဒါတွေးမယ်သုံးသပ်မယ်ဘယ်လိုမျိုးဖြစ်မလဲဆိုတော့ကျွန်တော်နှစ်သင်းလုံးရဲ့အနေထားနှစ်သင်းလုံးရဲ့အဆင့်အတန်းအချိန်ဝါတွေပေါ့နော်။ဒီနေရာတွေအားလုံးကိုထည့်ပြီးတွေ့ရမယ်။နောက်တစ်ခုဒီပွဲက Ultra Four မှာကစားမှာဖြစ်တဲ့ဒီနေရာတွေကိုတော့ထည့်ပြီးတော့စဉ်းစားပြီးတော့အပြေရှာဖို့လိုတဲ့ပွဲစဉ်တွေလို့တော့ကျွန်တော်ကတော့ဒါပေါ့နော်ပြောချင်ပါတယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုရက်လက်ကင်မနဲ့ပဲလေးသွားစင်တယ်။ဒါကိုရက်လင်းထုံးရဲ့ကိုရက်လက်ကင်မနဲ့ကိုရက်လက်ကင်မန်လေးပေါ့ပြပြပေးပါဦး။အဲကျွန်တော်ကတော့လို့ပြောရမယ်ဒီ United မီးပြအမော်ရင်ကိုတော့ဆက်ပြီးတော့ရှိသေးနေတာပေါ့နော်အဓိကလည်းသူ့ရဲ့ပေါ်တော့ပြီးတကူကလည်းအဆင်ပြေလို့တော့ပြောလို့ရတယ်သူကသူဒီမှာဒီလိုနေတဲ့အချက်လေးတခုပေါ့နော်အဲ့အစိပ်ပိုင်းတခုအဆင်ပြေသွားရင်ဒီသင်ရအဆင်ပြေမယ်ဆိုတော့ခံစားချက်မျိုးတော့ကျွန်တော်ကတော့ရနေတော့မယ်ပေါ့နော်ဒါဒီဘက်မှာလည်းဒီဆနာလန်ကိုအင်ကွင်းလည်းဖြစ်နေတော့ရတဲ့ရအင်ကွင်းလည်းဖြစ်နေတော့ဒီဘက်မှာ United အနေနဲ့ဆန္ဒလန်ကို2-2ဆိုတဲ့ရလက်လောင်းနဲ့အနိုင်ရရှိသွားမယ်လို့ကျွန်တော်ကတော့ခံမှန်းလိုက်ပါတယ် နော်ဒါကျွန်တော်တို့ဒါပရီးမီးယားလိပေါ့နော်ဒါပရီးမီးယားလိဆိုတာတကယ်ကိုမန်ဆာခတ်တယ်ဒါပရီးမီးယားလိမှာကျွန်တော်တို့ကဘလို့မှမထင်မှတ်ထားတဲ့အရာတွေဆိုတော့လေဒါပရီးမီးယားလိမှာအရန်များတဲ့ခါမှာဒီပွဲကိုကျွန်တော်တို့အလွယ်တကူစဉ်းစားလိုက်မယ်ဆိုလို့ရှိရင်မန်ယူရဲ့လက်ရှိအနေထားနဲ့ဆိုလို့ရှိရင်ဆန်ဒါလန်ကိုပို့ပြီးတော့အကြိုက်တွေ့ကောင်းတွေ့နိုင်ကြတာပေါ့နော်ဒီလိုအပိုင်းရှိတယ်ဒါပေမဲ့ပရီးမီးယားလိဆိုတဲ့အရာကြီးနဲ့ကျွန်တော်တို့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်မန်ယူကဒီပွဲမှာနှစ်ဂိုးပြတ်နဲ့မနိုင်နိုင်ဘူးလားဆိုတဲ့အရာတစ်ခုလည်းကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားမှရှိတယ်မန်ယူဆိုတဲ့အသင်းကလည်းသူ့ကိုလူကြိုက်နေနေပြီဆိုလို့ရှိရင်သူက ထပ်ထပြီးကောင်းတက်တဲ့ပုံစံမျိုးပါလည်းရှိတာ哦အဲ့တော့ကျွန်တော်ကတော့ဒီပွဲစမှာတော့ဒါမန်ယူကိုကျွန်တော်ရွေးချင်တယ်ကျွန်တော်ကတော့မန်ယူစိုက်တယ်ပဲပြောရမှာပဲပေါ့နော်ဒါမန်ယူကဆန်နလန်ကိုဒါဒီပွဲမှာနှစ်ဂိုးကိုမရှိဆိုတဲ့ရလက်မျိုးနဲ့တော့ဒါနိုင်သွားမယ်လို့တော့ကျွန်တော်ကတော့ဒါခံမှလိုက်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ဒီနေ့အပိုင်းကတော့ဒီလောက်ပဲပေါ့နော်။ဒါနောက်ထပ်တစ်ပိုင်းမှဆိုလို့ရှိရင်တကယ်ပွဲကြီးပွဲကောင်းတစ်ပွဲလာဖို့ရှိသေးတယ်။ဒါချက်ဆီးနဲ့လီဗာပူးပေါ့နော်။ဒါအဲ့ပွဲစဉ်ရဲ့ဒါပွဲချုပ်သွင်းချက်အနေထား ပြောရင်လည်းဒါကိုရင်းထုံးနဲ့ကျွန်တော်လည်းပြန်ပြီးတော့送မယ်။ဒါဒီဗီဒီယိုကတော့ဒီလောက်ပဲလို့ပြောရင်းနဲ့လည်းကြည့်နေတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကနှုတ်ဆက်လိုက်ပါတယ်ဗျာ။